ေစားရာဗယံမတာလုံနေမဲ့အစားအစင်းလိုက်အစင်းလိုက်အစင်းလိုက်စရိကြလုတ်သွားမယ်ဆိုရင်ဖြင့်ပို့ပြီးတော့မကောင်းဘူးအရှိမဆရာကြီးပြောခဲ့တဲ့ဟာလေးကိုကျွန်တော်နည်းနည်းပြန်ကောက်မယ်ကျွန်တော်တို့တွေကငွေတုံးကကျောင်းစာတွေကိုအလွတ်ရရုံတစ်သက်အားဆိုင်ခဲ့ကြဘဝအတွက်ယူမယ်ဆိုပြီးတော့ပေမလာဖြစ်ခဲ့ကြဘူးမလုံနိုင်တာမဟုတ်ဘူးနော်မလုံဖြစ်ခဲ့ကြတာအဲ့တော့အခုဘာဖြစ်နေကြလဲ ကျွန်တော်တို့အများစု critical thinking တို့ problem solving တို့ဆိုတဲ့ soft skill တွေမှာအားနည်းနေကြတယ်အတော့ချဖို့အခက်အခဲတွေဖြစ်လာတယ်တကယ်တော့ပဋိပက္ခဖြေရှင်းရေး conflict resolution မှာကအဲ့ဒီ skill တွေကအရေးပါပြီးတော့အရာရောက်နေပြန်ရောအဲ့တော့ပဋိပက္ခဖြေရှင်းရေး conflict resolution မှာကျွန်တော်တို့တွေဟာဝိပရိမဲရဲ့ခိုင်းစေချက်အရာစိတ်စေစားရာ ဘယံမတာလုံနေမဲ့အစားအစင်လိုက်အစင်လိုက်အစင်လိုက်စရိကြလုတ်သွားမယ်ဆိုရင်ကြီးပို့ပြီးတော့မကောင်းဘူးလားဘယ်ရာတော့ဖြစ်အစင်မပြေနိုင်ဘူးဘယ်ရာတော့ဖြစ်အားလုံးအတွက်အစင်ပြေနိုင်တယ်နောက်ဘယ်ဟာကတော့ဖြစ်အားလုံးအတွက်ပို့ပြီးတော့အစင်ပြေနိုင်တယ်စသည်ဖြင့်စသည်ဖြင့်အားလုံးအတွက်အစင်ပြေမဲ့လက်ခံနိုင်တဲ့ ဖြည့်ရှင်းမှုရတဲ့တခုကိုခေါ်ဆောင်နိုင်တော့ပါပေါ့အဲ့အတွက်ကျွန်တော်တို့အခုမလုပ်ကြဘူးကျွန်တော်တို့တွေလူချင်းတွေ့ကြမယ်ဆွေးနွေးကြမယ်ငေးခုံကြမယ်အပြုတ်ဝက်ပြက် debate တွေလုပ်ကြမယ်အဲ့ဒီဟာနေပြီးတော့အများသဘောတူတဲ့ဘုံအဖြစ်တခုကိုဆွဲထုတ်ကြမယ်အဲ့ဒါကိုကျွန်တော်တို့လက်တွေ့ဆောင်ရွက်ကြည့်ကြရအောင်ဘယ်တော့လဲနေနေရပါလေလာမယ့်အော်တိုဘာလ17ရက်နေ့စနေနေ့ နေရာကတော့ရန်ကုန်မြို့အလဲကောင်အချက်ကျကျတဲ့နေရာမှာရှိတဲ့ Rose Garden Hotel ကြီးမှာဖြစ်ပါတယ်။အားလုံးကျွန်တော်တို့ဒီစုစီရဲ့တွေ့ပြီးတော့ကျွန်တော်ပျော်ပျော်ရှင်ရှင်ညင်းခုန်ဒီနေ့တာကိုဖြတ်တန်းကြအောင်ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကတော့တက်ကူ PDC ကတင်ဆိုပါ။